မေတ္တာတရားဝေမျှသူတနေ့ကကျွန်တော်နယူးယောက်ပြုတ်ကိုရောက်တော့မိတ်ဆွေတယောက်နဲ့တက္ကစီအတူစီးမိတယ်ကျွန်တော်တို့ကားပေါ်ကဆင်းတဲ့အခါကျတော့ကျွန်တော်မိတ်ဆွေကအခုလိုကားပေါင်းဖို့ပြီးတဲ့အတွက်ကျေးဇူးပဲဗျာခင်ဗျားကကားပေါင်းတဲ့နေရာမှာတော့တကယ်ကိုဆရာတစုပါပဲလို့ကားဆရာကပြောလိုက်တယ်ကားဆရာကခဏလေးတော့ကြောင်အန်းအန်းဖြစ်သွားပြီးခင်ဗျားကပညာရှိလားဒါမှမဟုတ်တစ်ခုခုလို့ပြောတယ်မဟုတ်ရပါဘူးဗျာ ကျွန်တော်ကခင်ဗျားကိုမြောက်ပြောနေတာမဟုတ်ပါဘူး။ဒီလောက်ရှုပ်ထွေးလာတဲ့ရင်ကြောကြီးထဲမှာချောချောမွေ့မွေ့မောင်းနိုင်တဲ့ခင်ဗျားရဲ့အီချင်းကိုသဘောကျလို့ပါလို့ကျွန်တော်မိတ်ဆွေကပြန်ဖြေလိုက်တယ်။ကောင်းပါပြီဆိုပြီးကားဆရာလည်းကောင်းမှန်းထွက်သွားတယ်။ဘာတွေဘလို့ဖြစ်နေတာလဲဆိုတာရှင်းစမ်းမအောင်လို့ကျွန်တော်ကမေးလိုက်တော့ကျွန်တော်အနေနဲ့နီယောအမြုပ်ကြီးကိုမေတ္တာတရားတွေပြန်ပြီးသဲဆောင်ပေးဖို့ကြိုးစားနေတာပါ။မေတ္တာတရားတစ်ခုကပဲဒီမျိုးကြီးကိုကယ်တင်နိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်လို့ပြန်ဖြေတယ်။လူတယောက်တည်းကနီယောအမြုပ်ကြီးကိုဘလို့လုပ်ပြီး ကဲတင်နိုင်ပါလေဗျ။အာဒါလူတယောက်တည်းကလောက်တောင်ဖို့ဘူးလေ။ကျွန်တော်အနေနဲ့တက္ကစီမောင်းတဲ့သူရဲ့တနေ့တာကိုပျော်ရွှင်အောင်လုပ်နိုင်ခဲ့တယ်လို့ယုံကြည်တယ်။သူ့အနေနဲ့ကားကရတာကရတာပေါ့။ဒါပေမဲ့အဲ့ဒီပတ်ဆက်ကိုပေးတဲ့သူက သူ့ကိုချွတ်ချွတ်သားသားပြောတဲ့အတွက်သူကအဲ့ဒီပတ်ဆက်ကိုပို့ပြီးတံမိုးထားလိုက်မယ်အပြန်အလှန်နေနဲ့အဲ့ဒီငွေတွေကသုံးဆွဲသူတွေဆန်ရှင်နေဇွဲတို့တွေကုန်ကုန်ပြောရရင်သူ့မိသားစုတွေအထိမေတ္တာတရားကိုစောင့်ခြင်းသွားလိုက်မယ်နောက်ဆုံးတော့အဲ့ဒီချင်တာမှုကအ ਨੇ ဆုံးလူပေါင်း2000လောက်ထိပြန့်နှံ့သွားလိုက်မယ်ဘယ်လိုလဲမစိုးဘူးမဟုတ်လားဟုကျွန်တော်မိတ်ဆွေကရှင်းပြတယ်ဒါပေမဲ့ခင်ဗျားအနေနဲ့ကောင်းမြတ်တဲ့စိတ်ဓာတ်ကိုတခြားသူတွေစီပြန့်နှံ့ဖို့အတွက်ကားဆရာကိုအားထားနေရတာပဲ။ ကျွန်တော်ကသူ့ကိုအားမထရပါဘူးဗျာကျွန်တော်လုပ်တဲ့စနစ်ကခက်ချာချာစားတဲ့ကောင်မဟုတ်ဘူးဆိုတာကျွန်တော်သိတယ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့ဒီနေ့ပါမတူတဲ့လူ၁၀လောက်ကိုဆက်ဆံမယ်အဲ့ဒီ၁၀ယောက်တည်းကအနည်းဆုံး၃ယောက်လောက်ကိုပြောင်းအောင်လုပ်နိုင်ရင်ကျွန်တော်အနေနဲ့သဲဝိုက်တန်နီနဲ့တခြားအယောက်၃000လောက်ကိုပြောင်းအောင်လုပ်ပြီးသားဖြစ်ပြီပေါ့စာအုပ်ထဲမှာဆိုရင်တော့ကြပြနီးကကောက်ပါတယ်ဒါပေမဲ့တကယ်လွတ်တွေမှာအလုပ်ဖြစ်မဖြစ်ဆိုတာတော့သိမသိကြလာဘူးဗျာ အာကျွန်တော်နေကဘာမှမထူးခြားဘူးဆိုရင်လည်းအကျိုးရောက်စရာဘာမှမရှိဘူးလေကျွန်တော်ကလည်းလူကြောက်ကိုကောင်းပါတယ်လူချင်းမွန်ကန်ဖွင့်ဖို့အတွက်ကျွန်တော်ကိုယ်ပိုင်ခြေနေကဖက်ပေးရတာမှမဟုတ်တာမပြောခံရသူအနေနဲ့လည်းအပူစုငွေရတာမှမဟုတ်ဖဲနားပေးနေတဲ့လူနဲ့တွေ့ရင်ဘယ်လိုလုပ်မလဲမျက်ပြန်ဆိုရင်ကျွန်တော်အနေနဲ့တခြားတက္ကစီသမားတယောက်ကိုပြောအောင်လုပ်ဖို့ကြိုးစားနိုင်သေးတာပဲဟွန်းခင်ဗျားယူပုံကလည်းတမျိုးပဲခင်ဗျားရဲ့စကားတွေကအစိုးမြင်တတ်တဲ့သဘောကိုပြနေတာပဲကျွန်တော်ဒီကိစ္စကိုလေ့လာပြီးပြီး ဝေကြေးကိစ္စကိုပေးဖယ်ထားလိုက်ကျွန်တော်တို့ရဲ့စာပို့ဝန်ထမ်းတွေအတွက်ချို့တဲ့နေတဲ့အရာကစာရိုက်အတွက်အလွန်ကောင်းမွန်လာတဲ့အလုပ်တွေကိုလုပ်နေတဲ့ဝန်ထမ်းတွေကိုဘယ်သူကမှအကောင်းမပြောကြတာပဲဒါပေမဲ့သူတို့ကကောင်းတဲ့အလုပ်တစ်ခုကိုလုပ်နေတာမှမဟုတ်ပဲအဲသူတို့လုပ်တာကကောင်းကောင်းမကောင်းကောင်းဘယ်သူကမှကူးဆိုင်မှမဟုတ်ဘူးလို့သူတို့စိတ်မှာခံစားနေရတဲ့အတွက်သူတို့ကကောင်းကောင်းမလုပ်ကြတာပေါ့ဗျာသူတို့တွေကိုကျင်တာတဲ့ဇကားတွေမပြောသင့်ဘူးလားကျွန်တော်တို့နှစ်ယောက်တည်း ။ဆောက်ပြီးလက်စာအဆောက်အုံရှိတ်ကိုဖြတ်လျှောက်လာခဲ့ကြရာနေ့လက်စာစားနေသည့်အလုတ်သမား၅ယောက်အနာမှာဖြတ်လျှောက်မိသွားသည်။ကျွန်တော်မိတ်ဆွေကရလိုက်ပြီးခင်ဗျားတို့တရီဆောက်ပြီးသွားတဲ့အဆောက်အုံကြီးကခန်းထားလာကြည်လားဗျာ။တော်တော်ခက်ခဲပြီးအန္တရာယ်များမဲ့အလုတ်ပဲနော်လို့ဆိုတယ်။အလုတ်သမားတွေကကျွန်တော်မိတ်ဆွေကိုတန်တရားမျက်လုံးနေနဲ့ကြည့်တယ်။ဘယ်တော့လက်စာတတ်မှာလဲဗျာ။ကျွန်တော်လို့အလုတ်သမားတယောက်ကခက်လေးလေးဖြေတယ်။အာတကယ်ကိုထင်ကြီးကြပါပဲလားမျို ခင်ဗျားတို့တွေအားလုံးဂုဏ်ယူသင့်တယ်ဗျာလို့ကျွန်တော်မိတ်ဆွေကပြောတယ်ကျွန်တော်တို့နေရာရှေ့ဆက်လျှောက်လာခဲ့တယ်ကျွန်တော်ကလာမန်ချာကလူဆိုတဲ့ဇက်ကားကိုကြည့်ပြီးကတည်းကခင်ဗျားလိုလူမျိုးတရားမှမတွေ့ဘူးသေးဘူးဗျာလို့ပြောလိုက်မိတယ်အဲ့ဒီလူတွေအနေနဲ့ကျွန်တော်ပြောတဲ့စကားလုံးတွေကိုတိတိကျကျခံစားပြီးရဲ့အခါတော်တော်ဝမ်းသာသွားကြမှာအမှန်ပဲမျိုးတော်ကြီးနေနဲ့သူတို့ရဲ့ပျော်ရွှင်မှုကနေတနည်းမဟုတ်တနည်းအကျိုးရှိလာမှာပါဒါမဲ့ဒီလောက်ကိုခမည်းတော်တဲ့လုံးလို့တော့မရနိုင်ဘူးဗျခမည်းအင်အားက တယောက်တည်းပဲရှိတာကိုလို့ကျွန်တော်ကအထွန်းတက်လိုက်တယ်။အရေးကြီးဆုံးချက်ကတော့နောက်တွတ်မသွားဘူးပဲဗျ။မြို့တော်ကလူတွေကိုကျင်နာတတ်တဲ့စိတ်ထားရှိအောင်ပြန်လုပ်ဖို့ဆိုတာကလွယ်တော့မလွယ်ဘူးပေါ့ဗျာ။ဒါပေမဲ့ကျွန်တော်တို့လုံးဝလူတွေကိုကျွန်တော်ရဲ့အဖွဲထဲမှာစီးရင်သွင်းလိုက်မယ်ဆိုရင်တော့ခင်ဗျားကုနာဘာမှပြင်ဆင်ထားတဲ့မျိုးသမီးတယောက်ကိုမျက်စိမိတ်ပြလိုက်တာမဟုတ်လားလို့ကျွန်တော်ကသူ့ကိုမိလိုက်တယ်။ဟုတ်တယ်လေ။ တကယ်လို့အဲ့ဒီအမျိုးသမီးကအเจ้าဆရာမတယောက်ဆိုရင်သူ့ရဲ့စာသင်ခန်းကဒီနေ့တိတ်ကိုပြောကြကောင်းတဲ့နေ့တစ်နေ့ဖြစ်သွားမှာပေါ့ဗျာကျမတို့ကိုမေတ္တာတရားတွေမျှဝေနိုင်ဖို့ကြိုးစားကြရအောင်ပါနော်ဒီစာစုလေးကတော့ဆရာကြီးသစ်ရဲ့စိတ်ဓာတ်ခွန်အားကိုပေးတဲ့စာစုများတဲ့ကနေပြီးတော့မှကောက်နှုတ်တင်ပြထားတဲ့မေတ္တာတရားဝေဖျှသူဆိုတဲ့စာစုလေးပဲဖြစ်ပါတယ်ဒီစာစုလေးကိုနားဆင်ပြီးရနောက်မှာမေတ္တာခွန်အားတွေရရှိကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် ။နောက်ထပ်လည်းဇန်နီတိရဲ့စာစုကလေးတွေကိုတင်ဆက်ချင်ပါသေးတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတူတာပါ။